မင်္ဂလာပါရှင်မြန်မာပြည်သူပြည်သားအပေါင်းကိုစိတ်နှဖျားစမ်းပါစေဖို့ဆုတောင်းမြတ်တာပို့သလိုက်ပါတယ်အပတ်စဉ်တင်ဆက်ပေးနေတဲ့တပတ်တွင်းသတင်းတိုင်းချက်အစီအစဉ်ကနေပြန်လည်ကြိုဆိုလိုက်ပါတယ်ရှင်ကျမတို့ဇင်စင်ပါ ပထမဆုံးတင်ဆက်ပေးခြင်းတဲ့တဲ့ကတော့ဒေါအောင်ဆန်းစုကြည်ရဲ့ဆွန်လွန်နဲ့နာခံမှုတွေကိုစံထားပြီးဆက်အနာရှင်စနစ်ဆိုးတံကနေလွတ်မြောက်အောင်စ조사နေတယ်လို့ NUG ရာရေးသမရကငွေနဲ့စုမုံစကားပြောကြားခဲ့တဲ့တဲ့ပဲဖြစ်ပါတယ်ရှင်။ဒေါအောင်ဆန်းစုကြည်ရဲ့ဆွန်လွန်နဲ့နာခံမှုတွေကိုစံထားပြီးတိုင်းပြည်နဲ့လူထုကိုဆက်အနာရှင်စနစ်ဆိုးတံကနေလွတ်မြောက်အောင် ကိုစွမ်းညံစွမ်းရှိသည်မကြိုးစားနေရလို့ဆွန်လ19ရက်ဒေါအောင်ဆန်းစုကြည်အသက်80ပြည့်မွေးနေ့အတွက်အမျိုးသားညီညွတ်ရေးအစိုးရယာယီသမရဒူဝါလက်ရှိလမွေးနေ့စုပုံစကားပြောကြားခဲ့ပါတယ်။ဒေါအောင်ဆန်းစုကြည်ဟာလူမှုသဘောထားနဲ့သွေးဖီသောလှုပ်ရက်များကိုမလှုပ်ခဲ့သလိုကျွန်တော်တို့အနေနဲ့လည်းလူမှုသဘောထားနဲ့သွေးဖီသောမိတိလှုပ်ရက်မျိုးကိုမှလှုပ်ဆောင်မှာမဟုတ်ဘူးလို့ပြည်သူကိုကတိပြုပါတယ်လို့ယာယီသမရကပြောကြားခဲ့ပါတယ်။ ဒေါ်ဆန်းစုကြည်ရဲ့အသက်ဟာ80ပြည့်နှစ်တိတိကိုကျရောက်ခဲ့ပြီဖြစ်ပြီးဒီလိုအသက်80အရွယ်မှာတော့တိုင်းပြည်နဲ့လူထုအတွက်ဒေါ်ဆန်းစုကြည်ရဲ့မြုပ်နယ်ပေးဆက်မှုဟာတစ်ချက်မှတွန်းဆုတ်ခဲ့တာမရှိဘူးခဲ့ဘူးဆိုတာကိုလေးစားစွာတွေ့မြင်ခဲ့ရကြောင်း မွေးနေ့ရှင်အားဆရာနာရှင်တရေရုပ်တွေရဲ့မတရားဖမ်းဆီးခြင်းကိုခံထားရတာကြောင့်လွန်စွာထိခိုက်ဝန်းနေရတယ်လို့ဒီဝန်းနေမှုဟာမနောကံတသက်ဝန်းနေမှုလည်းမဟုတ်ပဲထောင်အဆန်းစုကြည်ဖြစ်စေခြင်းညင်စေခြင်းနဲ့ပြည်သူအားလုံးကြောက်ရွံ့မှုကလွတ်မြောက်အောင်အားလုံးလက်တွေ့ကာယကံမြောက်စူးစမ်းနေရလို့ပြောကြားခဲ့ပါတယ်။ ဆရာနာရှင်စနစ်အမြင့်ဖြတ်ဖြတ်သိမ်းရေးဟာຫນွေဦးတော်လန်ရဲ့မူလလုပ်ငန်းစဉ်ဖြစ်ပြီး Federal Democracy နိုင်ငံသစ်ထူထောင်ရေးဟာຫນွေဦးတော်လန်ရဲ့အနိမပန်းနိုင်ဖြစ်ကဆရာနာရှင်စနစ်ပြတ်သုံးရေးအတွက်လူမှုတော်လန်ရေးနီးနဲ့လူမှုနိုင်ငံရေးနှီးပေါင်းဆက်ပြီးတော့တွန်းလှန်တိုက်ပွဲဝင်ကြဖို့ဟာຫນွေဦးတော်လန်ရဲ့အခြေခံလမ်းစဉ်ဖြစ်တယ်လို့ယာယီသမရကဆက်လက်ပြောကြားခဲ့ပါတယ်ရှင်။ ဆလတ်တင်ဆက်ပေးခြင်းတဲ့သတင်းကတော့နိုင်ငံတော်သမ္မတရုံးဝက်ဆိုက်စတင်ထုတ်လွှင့်တဲ့သတင်းပဲဖြစ်ပါတယ်ရှင်။အမျိုးသားညီညွတ်ရေးအစိုးရနိုင်ငံတော်သမ္မတရုံးတရားဝင်ဝက်ဆိုက်ကိုအများပြည်သူဝင်ရောက်ကြည့်ရှုနိုင်ရန်ဇွန်လ15ရက်ကစတင်ပြီးထုတ်လွှင့်ထားပြီးဖြစ်တယ်လို့ထုတ်ပြန်ထားပါတယ်။နိုင်ငံတော်ယာယီသမ္မတတို့ကလည်းရှိလာရဲ့လှုပ်ဆောင်ချက်များမိကွန်းများတော်ဝင်လွှာများထုတ်ပြန်ချက်များအစရှိတာတွေကိုတနင်္လာရဲမှာတစုတစည်းတည်းကြည့်ရှုလေ့လာနိုင်ရန်သမိုင်းမှတ်တမ်းအဖြစ်ခိုင်မာစွာကြံရှိစေရန် မြန်မာလူထုနဲ့ဒါမကတရားမျှတမှုငြိမ်းချမ်းမှုနဲ့ Federal Democracy တို့အတွက်မိမိတို့နဲ့အတူတကွရက်တီတိုက်ပွဲဝင်နေတဲ့ကမ္ဘာတဝန်းမှာအားပေးထောက်ခံသူများနဲ့ပါချိတ်ဆက်ထိဆက်နိုင်ရန်ရည်ရွယ်ပြီးတော့အင်တာနက်ဆာမျက်နှာကို ဖွင့်လှစ်ရတာဖြစ်တယ်လို့အသိပေးထားပါတယ်။နိုင်ငံတော်သမရယုံ website ကို https presidentoffice.nugmyanmar.org မှာဝင်ရောက်ကြည့်ရှုနိုင်ပြီလို့ဆက်လက်ဖော်ပြထားပါတယ်ရှင်။ ဆလတ်တင်ဆက်ပေးခြင်းတဲ့တဲ့ကတော့လူလူကောင်းဆောင်ဒေါအောင်ဆန်းစုကြည်ရှောက်လန်းလျက်ရှိတဲ့ဒီမိုကရေစီခီးကျန်းကိုပြည်သူတရက်လုံးရဲ့ကြိုးပမ်းမှုတွေနဲ့အတူဆောက်ရွက်သွားမယ်လို့ NUG ပြည်အောင်စုဝန်ကြီးချုပ်ကပြောကြားခဲ့တဲ့သတင်းပဲဖြစ်ပါရဲ့ရှင်။ လူတို့ကောင်းဆောင်တော်အောင်ဆန်းစုကြည်ရှောက်လန်းလျက်ရှိတဲ့ဒီမိုကရေစီခီးကျန်းကိုပြည်သူတရက်လုံးရဲ့ကြိုးပမ်းမှုတွေနဲ့အတူပန်းနိုင်ကိုရောက်ရှိအောင်ဆောင်ရွက်သွားမယ်လို့ပြောင်စုဝင်ကြီးချုပ်မန်းဝင်းခိုင်တန်းကဇွန်လ16ရက်အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ဗဟိုအလုံးမှုဆောင်ကော်မတီကပြုလုပ်တဲ့နိုင်ငံတော်ရဲ့တိုင်ပင်ခံပုဂ္ဂိုလ်ဒေါအောင်ဆန်းစုကြည်အသက်80နှစ်ပြည့်မွေးနေ့ခန်းနာကိုတောင်းဝန်လာပေးဖို့ရာမှာထည့်သွင်းပြောကြားခဲ့ပါတယ်။ ြည်သူတော်လှန်ရေးရှိနေသည့်လူမှုခေါင်းဆောင်ရဲ့အခမ်းကဏ္ဍကလည်းအရေးကြီးတဲ့ကဏ္ဍတစ်ခုအဖြစ်ဆက်ရှိနေအောင်မှာဖြစ်တဲ့အမျိုးသားညီညွတ်ရေးအစိုးရအနေနဲ့လည်းလူမှုခေါင်းဆောင်ဒေါ်အောင်ဆန်းစုကြည်ရှောက်လန်းလျက်ရှိတဲ့ဒီမိုကရေစီခီးကျန်းကိုဒီတစ်ချိန်မှာပြည်သူတရက်လုံးရဲ့အသက်သွေးချွေးများဆက်လွန်အနစ်နာခံမှုများတွေ့ထွင်ကြံစအားထုတ်ကြိုးပမ်းမှုများနဲ့အတူပန်းနိုင်ကိုရောက်ရှိအောင်ဆောင်ရွက်သွားမှာဖြစ်တယ်လို့ပြည်အောင်စုဝန်ကြီးချုပ်ကပြောကြားခဲ့ပါတယ်။ လူမှုကောင်းဆောင်အနေနဲ့ဒီမိုကရေစီစနစ်ကောင်းမွန်စွာအကောင့်ထယ်ဖော်နိုင်ရေးအတွက်နှစ်ပေါင်းများစွာမဆုတ်မနစ်တိုက်ပွဲဝင်ခဲ့မှုဒီမိုကရေစီရဲ့ယဉ်ကျေးမှုဖြစ်တဲ့အမြင့်မတူသူရန်သူပင်ဖြစ်လင့်ကစားညှိနှိုင်းဆောင်ရွက်နိုင်မှုဒီမိုကရေစီနိလမ်းများအတိုင်းလူမှုကိုဥဆောင်ပေးခဲ့မှုတို့ကြောင့်မြန်မာလူမှုကြီးကလူမှုကောင်းဆောင်ဒေါအောင်ဆန်းစုကြည်နဲ့ ဒီမိုကရေစီစနစ်ကိုတထက်တည်းရှုမြင်ပြီးယုံကြည်မှုအပြည့်နဲ့နှစ်ပေါင်း30ကျော်တိုင်အောင်ထောက်ခံနေကြခြင်းဖြစ်တယ်လို့သဝင်တော်မှာဖော်ပြထားပါတယ်ရှင်။ဆလတ်တင်ဆက်ပေးခြင်းတဲ့တင်ကတော့ပြည်သူကဒေါအောင်ဆန်းစုကြည်ကိုချစ်လေအကျန်းဖက်စစ်အုပ်စုကဒေါအောင်ဆန်းစုကြည်ကိုမုံတိလေဖြစ်တယ်လို့ကာကွယ်ရေးဝန်ကြီးဦးရီမုံကပြောကြားခဲ့တဲ့တင်မယ်ဖြစ်ပါတယ်ရှင်။ ပြည်သူကဒေါအောင်ဆန်းစုကြည်ကိုချစ်လေအကြံဖတ်ဆဲအဆုကဒေါအောင်ဆန်းစုကြည်ကိုမုံတိလေဖြစ်တယ်လို့အမျိုးသားညီညွတ်ရေးအစိုးရကာကွယ်ရေးဝန်ကြီးဌာနပြည်အောင်စုဝန်ကြီးဦးရီမွန်ကဇွန်လ18ရက်မှာဒေါအောင်ဆန်းစုကြည်အသက်80နှစ်ပြည့်မွေးနေ့ဆုတောင်းအဖြစ်ကာကွယ်ရေးဝန်ကြီးဌာနကထုတ်ပြန်တဲ့ဗီဒီယိုဖိုင်မှာထည့်သွင်းပြောကြားခဲ့ပါတယ်။ ဘူဂျိုအောင်ဆန်းရဲ့ဒေါ်ဆန်းစုကြည်တားပါနေရကိုရရှိခဲ့တာကမြန်မာလူ့ဖွဲ့အစည်းတွေအရတော်တွေလို့ပြောရပါလိမ့်မယ်။သူတို့ရဲ့ကုညီရားမြတ်ပညာသူရဲ့တတိနဲ့ဆွလုံးပေးဆက်မှုပါကျွန်တော်တို့အားလုံးတွေရှေ့ဆောင်လမ်းပြဖြစ်ခဲ့ပါလိမ့်မယ်။ဒီနေ့2025ဂျွန်လ19ရက်ဆိုရင်မိတော်ဆန်းစုကြည်အသက်80တင်းနဲ့ပြည့်ပါပြီ။သူရဲ့ အသက်80လေးဝန်းကျင်ဘွယ်ကိုအကျန်းဖက်စစ်ကောင်စီရဲ့အကျဉ်းစခန်းတစ်ခုထဲမှာဖြတ်တန်းရဖို့ရှိနေပါတယ်။ဒီအချိန်မှာမြမပြည်သူတွေဟာသူတို့ချစ်တဲ့မိစုကိုအထူးတည်းလွန်ဆော်နေကြတယ်။ကြီးကြီးငယ်ငယ်ယုံမယွေမြမပြည်သူတွေကဒေါ်ဆတ်စုကြီးကိုအမေစုလို့ခေါ်ကြပါတယ်။အမေစုဆိုတဲ့ခေါ်ဝေါ်မှာသူတို့ရဲ့ ချစ်ခင်မြန်လူမြန်မာလူဖွဲ့စည်းရဲ့မိခင်အဖြစ်တန်ဖိုးထားမှုကျွန်တော်တို့မြင်တွေ့ရဖြစ်ပါပြီမေတ္တာဆိုတာတွားပြန်ရှိရဲဆိုတဲ့စကားလိုပဲဒေါ်ဆတ်စုကြည်ရဲ့ပြည်သူပေါ်ထားတဲ့မေတ္တာကိုပြည်သူကတုံ့ပြန်ရောင်ပြန်ဟပ်ခဲ့တာပဲဖြစ်ပါပြီမနာလိုဝင်ဒိုစိတ်အမတန်ကြီးပြီးပြည်သူကိုရန်သူလိုမှတ်ယူလေးရှိတဲ့စစ်အုပ်စုကတော့ ပြည်သူကဒေါအောင်ဆန်းစုကြည်ကိုချစ်လေသူတို့ကဒေါအောင်ဆန်းစုကြည်ကိုမုန်းပြီးလေဖြစ်ပါလေ။ဘာကြောင့်ခုထိဒေါအောင်ဆန်းစုကြည်ကိုပြန်ကြော့မပေးသေးတာလဲ။သိရပါလေ။ဒေါအောင်ဆန်းစုကြည်ဟာအချင်းထောင်ပြင်ပကပြည်သူတွေရဲ့ရေးတော်ပုံကြီးနဲ့တသားတဲ့ရည်တည်နေတဲ့အတွက်ပဲဖြစ်ပါလေ။ရှိဥစုရဲ့လူမဆန်မှုကိုကောင်းကောင်းသိထားတဲ့ဒေါ်ဆန်းစုကြည်ကတော့အကြမ်းဖက်စစ်ကောင်စီစီက ဘလူတလားငယ်ညာမှုမျိုးမှာမျော်လင့်နေတယ်မဟုတ်ပါဘူးသူမျော်လင့်မှာတော့ပြည်သူတော်လာရေးရဲ့အောင်ပွဲပဲဖြစ်ပါလေအောင်ပွဲရဲ့တည်သံကိုပဲသူနားဆွေနေမှာဖြစ်ပါလေအသက်80ပြီးမင်္ဂလာမွေးနေမှာမေတော်ဆဆုကြီးအသက်ရှိပါစေဖုန်းကြည့်ပါစေသူချစ်တဲ့ပြည်သူတွေနဲ့ကြမ်းကြမ်းမှာမှာအများဆုံး ပြန်လည်ဆုံသည်တိုင်ပါစေဆုမောင်းတောင်းလိုက်ပါတယ်ယမပြည်သူများအားလုံးလည်းကိုယ်စိတ်ကျန်းမာပါစေ mettā ဆိုတာအသွားပြန်ရှိတယ်ဆိုတဲ့စကားလိုပဲထောင်ဆန်းစုကြည်ရဲ့ပြည်သူပေါ်ထားတဲ့မေတ္တာကိုပြည်သူကတုံ့ပြန်ရောင်ပြန်ဟပ်ခဲ့တာဖြစ်ပါတယ်။ မနာလိုဝင်တုံစိတ်အမတန်ကြီးပြီးပြည်သူကိုရန်သူလိုမှတ်ယူလေးရှိတဲ့စေအုပ်စုကတော့ပြည်သူကဒေါအောင်ဆန်းစုကြည်ကိုချစ်လေးလေးသူတို့ကဒေါအောင်ဆန်းစုကြည်ကိုမုန်းတိလေးလေးဖြစ်ပါတယ်။ဘာကြောင့်အခုထိဒေါအောင်ဆန်းစုကြည်ကိုပြန်လို့မပေးသေးတာလဲသိကြပါတယ်။ဒေါအောင်ဆန်းစုကြည်ဟာအချင်းထောင်ပြည်ပကပြည်သူတွေရဲ့အေးတော်ပုံကြီးနဲ့တသားတဲ့ရက်တည်နေတဲ့အတွက်ပဲဖြစ်ပါတယ်လို့ပြည်အောင်စုဝန်ကြီးကပြောကြားခဲ့ပါတယ်။ ဆေအုပ်စုရဲ့လူမဆန်မှုကိုကောင်းကောင်းသိထားတဲ့ဒေါန်ဆန်းစုကြည်ကတော့အကြံဖက်စစ်ကောင်စီစီကဘလို့တနာငဲ့ညာမှုမျိုးကိုမှညှော်လင့်လိမ့်မယ်မဟုတ်ကြောင်းသူမျှော်လင့်မှာကပြည်သူတော်လှန်ရေးရဲ့အောင်ပွဲပဲဖြစ်ကြောင်းနဲ့အောင်ပွဲရဲ့တေးတံကိုပဲ သူနားဆွနေမှာဖြစ်တယ်လို့ပြည်အောင်စုဝန်ကြီးကပြောပါရတယ်။ ဒါအပြင်ဒေါ်ဆန်းစုကြည်ကအသက်80ပြည့်မွေးနေ့ကိုအကြံဖတ်စစ်ကောင်စီရဲ့အကျဉ်းစခန်းတစ်ခုထဲမှာဖြတ်တန်းရမှာဖြစ်ပြီးဒီအချိန်မှာမြန်မာပြည်သူတွေကသူတို့ချစ်တဲ့အမေစုကို အထူးတလဲဝမ်းစွန်နေကြတယ်လို့လည်းထည့်သွင်းပြောကြားခဲ့ပါတယ်ရှင်။ဆလတ်တင်ဆက်ပေးမယ့်သတင်းကတော့ကျမရေးဝန်ကြီးဌာနကတနင်္သာရီတိုင်းမှာတာဝန်ထမ်းဆောင်မှုအတွက်ကျမရေးဝန်ထမ်းတွေခေါ်ယူနေတဲ့သတင်းပဲဖြစ်ပါတယ်ရှင်။ အမျိုးသားညီညွတ်ရေးအစိုးရဂျမားရေးဝန်ကြီးဌာနကတနင်္သာရီတိုင်းမှာတာဝန်ထမ်းဆောင်မှုအတွက်ဂျမားရေးဝန်ထမ်းတွေခေါ်ယူနေတယ်လို့ဇွန်လ18ရက်မှာထုတ်ပြန်ခဲ့ပါတယ်။ခေါ်ယူနေတဲ့တာဝန်တွေက အထူးကုဆရာဝန်များဆရာဝန်များမြစ်တီအထူးကုဘာသာရပ်အမျိုးအစားမစိုးအထူးပြုသူနာပြုများသူနာပြုများမြစ်တီအထူးပြုဘာသာရပ်အမျိုးအစားမစိုးမြစ်တီရာထူးအမျိုးအစားမစိုးဂျမားရေးမှုများမြစ်တီရာထူးအမျိုးအစားမစိုးအမျိုးသမီးဂျမားရေးဆရာမများ LHV ပြည်သူ့ကျန်းမာရေးကြီးကြပ်တများသားဖွားဆရာမများနဲ့ပြည်သူ့ကျန်းမာရေးကြီးကြပ်နှစ်များဖြစ်တယ်လို့သိရပါဗျ။ရှောက်ထားလို့သူတွေဟာပြောင်စုမြန်မာနိုင်ငံဖွားဖြစ်ရမယ်။ကျမရေကောင်းမှုသူဖြစ်ရမယ်နိုင်ငံဝန်ထမ်းဖြစ်ပါကစီရီယံဝန်ထမ်းဖြစ်ရမယ်အကြံဖတ်စစ်ကောင်စီနဲ့ပတ်သက်မှုမရှိသူဖြစ်ရမယ်နိုင်ငံဝန်ထမ်းမဟုတ်ပါကအကြံဖတ်စစ်ကောင်စီနဲ့ပတ်သက်မှုမရှိသူဖြစ်ရမယ်လို့အသိပေးထားပါတယ်ဒါအပြင်ကျမရေဝန်ကြီးဌာနကတာဝန်ချထားမဲ့ နေရာဒေသအတီးတီးကိုတွားရောက်ပြီးတာဝန်ထမ်းဆောင်နိုင်သူဖြစ်ရမယ်လို့လည်းဖော်ပြထားပါတယ်။တော်လိုင်းရေးကာလနဲ့ဂျားကာလဂျမ်းမာရေးစောင့်ရှောက်မှုလုပ်ငန်းတွေမှာပါဝင်ဆောင်ရွက်လျက်ရှိတဲ့ဂျမ်းမာရေးသူရဲကောင်းများအတွက်လက်ရှိကာလအတွင်းလူမှုဘဝလုံခြုံမှုနဲ့လုပ်ငန်းခွင်လုံခြုံမှုများကိုကာကွယ်စောင့်ရှောက်မှုများပေးအပ်နိုင်ရန်အစီအစဉ်များချမှတ်ထားရှိပြီးတော်လိုင်းရေးအလွန်ကာလမှာလည်း ဘဝအာမခံချက်တွေနဲ့အထူးအခွင့်အရေးများကို Federal Democracy မူဝါဒနဲ့အညီပေးအပ်သွားမှာဖြစ်တယ်လို့ဆက်လက်ဖော်ပြထားပါတယ်ရှင်။ဆက်လက်တင်ဆက်ပေးခြင်းတဲ့တင်ကတော့နိုင်ငံရေးခင်းကျင်းတွေဖော်ဆောင်နိုင်ရဲ့အတွက်အခြေခံကြဆုံးဖြစ်တဲ့ကမ္ဘာငြိမ်းချမ်းရေးနိုဘယ်ဆုရှင်လူမှုကောင်ဆောင်ဒေါက်ဆန်းစုကြည်ကိုချွင်းချက်မရှိအမြန်ဆုံးလှုပ်ပေးတောင်းဆိုခဲ့ကြတဲ့တဲ့တင်ပဲဖြစ်ပါတယ်ရှင်။ နိုင်ငံရေးခင်းကျင်းတွေဖော်ဆောင်နိုင်ရတဲ့အခြေခံအကျဆုံးဖြစ်တဲ့ပြည်သူလူထုလေးစားယုံကြည်ကိုးစားမှုရှိတဲ့ကမ္ဘာငြိမ်းချမ်းရေးနိုဘယ်ဆုရှင်လူထုခေါင်းဆောင်ဒေါက်တာဆန်းစုကြည်ကိုထွန်းချက်မရှိအမြန်ဆုံးလှုပ်ပေးရေးကိုပြည်နယ်နဲ့ဖက်ဒရယ်လွှတ်တော်တွေလွှတ်တော်ကိုစားပြုကော်မတီတွေကပိုးတွဲပြီးတော့ဇွန်လ18ရက်မှာတောင်းဆိုခဲ့ကြပါတယ်ဒီမိုကရေစီရှင်တန်ရင်းနဲ့ဖက်ဒရယ်ပြည်ထောင်စုတိဆောက်ရေးတို့အတွက်တိုင်းသားခေါင်းဆောင်များအပါအဝင် ကေးစတိတ်ဟိုတာများအားလုံးသဘောတူတဲ့နိုင်ငံရေးခင်းကျင်းကိုမဖြစ်မနေအကောင့်ထဲပေါ်ဆောင်ရမယ်။အဲ့လိုနိုင်ငံရေးခင်းကျင်းတရက်ပေါ်ပေါက်ပြီးမှသာတခြားသောနိုင်ငံရေးအစီအမံများကိုဆက်လက်ဆောင်ရွက်ရမှာဖြစ်တယ်လို့ထုတ်ပြန်ချက်မှာဖော်ပြထားပါတယ်။ဒီလိုနိုင်ငံရေးခင်းကျင်းတွေဖော်ဆောင်နိုင်ရတဲ့အခြေခံအကျဆုံးဖြစ်တဲ့ကမ္ဘာငြိမ်းချမ်းရေးနိုဘယ်ဆုရှင်လူမှုကောင်းဆောင်ဒေါအောင်ဆန်းစုကြည်နဲ့တကွနိုင်ငံရေးအကျဉ်းသားများအားလုံးကိုချွင်းချက်မရှိအမြန်ဆုံးလှုပ်ပေးရတဲ့ ပြည်နယ်နဲ့ဖယ်ရယ်လွှတ်တော်တွေလွှတ်တော်ကိုစားပြုကော်မတီတွေကပူးထွေးထုတ်ပြန်လိုက်တာပါထုတ်ပြန်ချက်ထဲမှာပါဝင်တဲ့အဖွဲ့တွေကစကိုင်းဖယ်ရယ်လွှတ်တော်တနင်္သာရီလွှတ်တော်မကွေးဖယ်ရယ်ယူနစ်လွှတ်တော်ရန်ကုန်တိုင်းလွှတ်တော်အေရရီတိုင်းလွှတ်တော်ကချင်ပြည်နယ်လွှတ်တော်ကိုစားပြုကော်မတီကယားပြည်နယ်လွှတ်တော်၃ရက်ကော်မတီအမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ကရင်ပြည်နယ်လွှတ်တော်ကိုစားပြုကော်မတီချင်းပြည်နယ်လွှတ်တော်ကိုစားပြုကော်မတီ မွန်ပြည်နယ်လွှတ်တော်ကိုစားပြုကော်မတီရှမ်းပြည်နယ်လွှတ်တော်ကိုစားပြုကော်မတီပဲခူးတိုင်းလွှတ်တော်ကိုစားပြုကော်မတီနဲ့မင်္ဂလေးတိုင်းလွှတ်တော်ကိုစားပြုကော်မတီတို့ပါဝင်လာတွေ့ရပါတယ်။အာနာသိန်းချမ်းဖက်စစ်တပ်ရဲ့ဥပဒေမဲ့လောက်ရများကြောင့်ဒီမိုကရေစီလမ်းကြောင်းပေါ်ရောက်ဆပြုနေတဲ့နိုင်ငံတော်နဲ့နိုင်ငံသူနိုင်ငံသားများတောင်ပေါ်မြေပြန့်ကျေးလက် မြို့ပြမကျန်နေရာဒေသအစုံမှာအထွေထွေအကျက်အတဲများကိုအစိုးရအဆုံးရင်ဆိုင်ကြုံတွေ့နေရပြီးပြည်အောင်စိုးရဲ့အနာဂတ်မှာလည်းမရေရာမတေချာမှုတွေနဲ့အလွန်စိုးရိမ်ရတဲ့အခြေအနေတို့ရောက်ရှိနေရလို့ဆက်လက်ဖော်ပြထားပါတယ်ရှင်။ဆလတ်တင်ဆက်ပေးမဲ့တဲ့ရင်ကတော့ဇွန်လပထမအပတ်အတွင်းအကြက်ဖက်စစ်ကောင်စီကိုစွန့်ခွာပြီးအလင်းဝင်လာတဲ့စစ်သားနဲ့ရဲ22ဦးရှိခဲ့တဲ့တဲ့ရင်ပဲဖြစ်ပါရဲ့ရှင် ယခုနှစ်စွန်လပထမအပတ်အတွင်းအကြံဖက်စစ်ကောင်စီကိုစွန့်ခွာပြီးတော့အလင်းဝင်လာတဲ့စစ်သားရဲ22ဦးရှိပြီးလက်နက်ချစစ်သုံးပန်း53ဦးရှိရလို့ပြည်သူ့ပန်းတိုင်ရဲ့အစည်းအဝေးကသိရပါဗျ။အလင်းဝင်လာသူ22ဦးနဲ့18ဦးမှာအရမစစ်သားစုဆောင်ခံရသူများဖြစ်ပြီးစကိုင်းတိုင်းမှာစစ်သား2ဦး၊ပဲခူးတိုင်းမှာ4ဦး၊တနင်္သာရီတိုင်းမှာ2ဦး၊မန္တလေးတိုင်းမှာ8ဦး၊ကရင်ပြည်နယ်မှာ2ဦးလို့ဖြစ်ပါတယ်။အလင်းဝင်လာတဲ့ရဲတပ်ဖွဲ့ဝင်2ဦးဖြစ်ပြီး စကိုင်းတိုင်းမှာရဲတပ်သားတအူပဲခူးတိုင်းမှာရဲတပ်သားတအူနဲ့စကိုင်းတိုင်းမှာပြည်သူစစ်တအူတို့ဖြစ်ပါတယ်။ကရင်ပြည်နယ်တိုက်ပွဲတွင်လက်နက်ချအញ្ញန်းခံတဲ့စစ်သား90ဦးရှိခဲ့ပြီးတော့မန္တလေးတိုင်းမှာအကြမ်းဖက်စစ်သား၄ဦးကိုစစ်သုံးမှန်းအဖြစ်ဖမ်းဆီးရမိခဲ့တာပါ။ဒီနေ့ဇန်နဝါရီမှဇွန်လပထမအပတ်ထိအလင်းဝင်လက်နက်ချစစ်သုံးမှန်းအလုံး1298ဦးရှိခဲ့တယ်လို့ထုတ်ပြန်ရေးအရသိရပါတယ်ရှင်။ ဆရာတင်ဆက်ပေးမယ့်သတင်းကတော့အကြံဖတ်ဆေးအုပ်စုကိုထောက်ပံ့နေတဲ့တရုတ်စစ်လက်နက်ကုမ္ပဏီကနေယင်းနှမြုံနယ်မှုတွေကို Airbus ကပြန်လည်ရုပ်သိမ်းခဲ့တဲ့သတင်းပဲဖြစ်ပါရဲ့ရှင်။ကမ္ဘာလုံးဆိုင်ရာလှုပ်ရှားတောင်းဆိုမှုတွေကြောင့် Airbus ကကျန်းဖက်ဆေးအုပ်စုကိုထောက်ပံ့နေတဲ့တရုတ်စစ်လက်နက်ကုမ္ပဏီကနေယင်းနှမြုံနယ်မှုတွေရုပ်သိမ်းလိုက်တဲ့အပေါ်အဖွဲ့အစည်းတွေကကြိုဆိုတယ်လို့ထုတ်ပြန်ခဲ့ပါရဲ့။ စစ်လက်နက်ကုမ္ပဏီဖြစ်တဲ့ AV China Industrial and Technology Company Limited AV China ကနေယင်းနှမြုံနယ်မှုတွေရုပ်သိမ်းလိုက်တဲ့ Airbus ရဲ့အဆိုပါလုပ်ရက်ပေါ် Justice for Myanmar နဲ့ Info Burmese တို့ကကြိုးဆိုသလိုအကြမ်းဖက်ဆဲအဆုထံစစ်လက်နက်ရောင်းချမှုအဆုံးသတ်ရေးအတွက်တရုတ်နိုင်ငံရှိလုပ်ငန်းတွေမှာ Airbus ရဲ့ဩဇာလွှမ်းမိုးနိုင်မှုကိုအသုံးပြုဖို့လဲတောင်းဆိုလိုက်ပါတယ်။ Ever ဟာ AV China မှာရှယ်ယာ9.33ရာခိုင်နှုန်းပိုင်ဆိုင်ထားတဲ့တခုတည်းသောအကြီးဆုံးနိုင်ငံတကာရှယ်ယာရှင် ဖြစ်ပြီး2024ခုနှစ်ဇွန်လ30ရက်နေ့စည်းရရယင်းနှိမ့်မြုံနံမှုတန်ဖိုးမှာ American Dollar တန်140ရှိပါတယ်အခုလိုယင်းနှိမ့်နှံမှုတွေရုပ်သိမ်းလိုက်ခြင်းကကမ္ဘာတဝန်းရှိအရက်ဖက်အဖွဲ့အစည်းတွေ၊တပိတ်အဖွဲ့တွေ၊ကုန်သွယ်ရေးတမက္ခတွေ ဆနာပြတောင်းဆိုသူတွေနဲ့လူပုဂ္ဂိုလ်အသီးသီးပါဝင်တဲ့အုံအုံကြက်ကြက်လှုပ်ရှားတောင်းဆိုမှုများကြောင့်သာဖြစ်ပေါ်လာတာဖြစ်ပါတယ်။အဲဒီလှုပ်ရှားတောင်းဆိုမှုတွေမှာ AVS ကို Aviation Industry Corporation of China AVIC ဘောသူတို့ရဲ့ဩစာလွမ်းမိုးနိုင်မှုကိုအသုံးပြုပြီးမြန်မာဆဲအုပ်စုနဲ့စီးပွားရေးလုပ်ငန်းတွေကိုရပ်ဆိုင်းစေဖို့သို့မဟုတ်ပါကယင်းနှိမ့်ညွန့်မှုတွေရုတ်သိမ်းရန်ဖိအားပေးခဲ့ပါတယ်။ AV China ရဲ့ထုတ်ကုန်တွေမှာ KH လေးကျင်ရေအပေါ်စားတိုက်ခိုက်ရေးလေးရင်နဲ့ wine dress ဘတ်စုံသုံးလေးရင်ပါဝင်လို့အဲ့ဒီမျိုးစားနှစ်ခုလုံးကိုမြမလေးတက်ကနိုင်ငံတော်အရသာပြည်သူများပေါ်ပြစ်မှတ်ထားလေးချောင်းတိုက်ခိုက်မှုတွေလှုပ်ဆောင်ရမှာဆက်လက်အသုံးပြုနေရလို့ Justice for Myanmar ကထုတ်ပြန်ပါတယ် ever ha av china ကနေယင်းဤမြုပ်နှံမှုတွေရုပ်သိမ်းမှုကို2025ခုနှစ်ဧပြီလ1ရက်နေ့မှာအပြီးသက်ဆောင်ရွက်ခဲ့ပြီးမလ31ရက်နေ့အထိ ၃လပတ်ဗန္ဒာရေးဆိုင်ရာရှင်းလင်းချက်မှာဖော်ပြခဲ့ပါတယ်။ AV China မှာယင်းနှိမ့်ညွန့်ခြင်းဖြင့် Ever အားဗန္ဒာရေးရပံ့ပိုးပေးခဲ့ပြီး AV China ရဲ့စစ်လေရင်များဆက်လက်ထုတ်လုပ်ခြင်းဈေးကွက်မြင့်တင်ခြင်းနဲ့မြန်မာဆဲအုပ်စုထံရင်းစစ်လေရင်များတင်ပို့ရောင်းချခြင်းတို့မှာအကျိုးအမြတ်များရရှိခဲ့ပါတယ်။ Ever ရဲ့ယင်းနှိမ့်ညွန့်မှုရုပ်သိမ်းလိုက်ခြင်းကမြန်မာဆဲအုပ်စုစီစစ်လေရင်တွေနဲ့ဆက်ဆက် ်ဆက်လက်နှက်တွေရောင်းချထောက်ပံ့နေတဲ့ AVIC နဲ့တရုတ်အစိုးရတို့အတွက်ဗန်နိုင်ရင်နဲ့ဂုံတိတ်ခါပိုင်းဆိုင်ရာပေးဆက်ရမှုတွေရှိမယ်ဆိုတာကို ပြတ်သားတဲ့သတင်းစကားပလိုက်ခြင်းဖြစ်ပါတယ်လို့ Justice for Myanmar ရဲ့ပြောရေးဆိုခွင့်ရှိသူမြတ်မတ်ယန္နာမောင်က ပြောပါတယ်တရုတ်နိုင်ငံကမြန်မာဆဲအုပ်စုအတွက်ဆက်လက်နှက်တွေ စစ်ဘက်ရက်ဘက်နှမျိုးသုံးနည်းပညာတွေနဲ့လေ့ကျင့်သင်ကြားမှုတွေကိုအ धिक ရောင်းချထောက်ပံ့တဲ့နိုင်ငံအဖြစ်ဆက်ရှိနေပြီးယခုလိုကြံ့ရပါပတ်သက်မှုကိုအဆုံးသတ်ဖို့လိုပါသေးရလို့ဆိုပါတယ် ။ Ever အနေနဲ့မြန်မာစစ်အုပ်စုအတွက် AVIC ရဲ့ပံ့ပိုးမှုအားလုံးကိုဖျက်တောက်စေဖို့ AVIC အပေါ်ကိုယ့်ရဲ့ဩစွာလမ်းမိုးနိုင်မှုကိုအသုံးပြုပြီးနောက်ထပ်အရေးယူဆောင်ရွက်မှုတွေလှုပ်ဆောင်ဖို့ဒါမှမဟုတ် AVIC နဲ့စီးပွားရေးလုပ်ငန်းတွေကိုတပြိုင်တည်းရပ်တန့်လိုက်ဖို့အလွန်အရေးကြီးတယ်လို့ Justice for Myanmar ကပြောပါတယ်ရှင်။ဆလတ်တင်ဆက်ပေးမယ့်သတင်းကတော့ဒေါအောင်ဆန်းစုကြည်နဲ့တကွနိုင်ငံရေးကျင်းသားများအားလုံးလှုပ်ပေးရေးအတွက်ဩစတြေးလျတန်ယုံကထုတ်ပြန်ခဲ့တဲ့သတင်းပဲဖြစ်ပါတယ်ရှင်။ လူတို့ကောင်းဆောင်ဒေါအောင်ဆန်းစုကြည်နဲ့တကွနိုင်ငံရေးအကျဉ်းသားများအားလုံးလှုပ်ပေးရေးအတွက်မြန်မာနိုင်ငံဆိုင်ရာအော်စတြေးလျတန်ယုံကဇွန်လ16ရက်မှာထုတ်ပြန်ခဲ့ပါတယ်။မြန်မာနိုင်ငံဆိုင်ရာအော်စတြေးလျတန်ယုံကအကြံဖတ်စစ်ကောင်စီကိုဒေါအောင်ဆန်းစုကြည်နဲ့တကွနိုင်ငံရေးအကျဉ်းသားများအားလုံးလှုပ်ပေးရန်အကြံဖတ်မှုတွေရပ်တန့်ရန်နဲ့စစ်မှန်ပြီးအားလုံးပါဝင်တဲ့ဆွေးနွေးမှုတွေလှုံ့ဆော်ရန်တို့အတွက်ထုတ်ပြန်ချက်မှာဖော်ပြထားပါတယ်။ ဒါအပြင်အကြံဖက်စစ်ကောင်စီကိုအာဆီယံဘုံသဘောတူညီချက်၅ရပ်ကိုအပြည့်အဝအကောင့်ထယ်ဖို့ရေးအတွက်လည်းတိုက်တွန်းထားပါတယ်။မြန်မာနိုင်ငံဆိုင်ရာအော်စတြေးလျတန်ယုံကမြန်မာပြည်သူတွေနဲ့အတူတကွရပ်တည်လျက်ရှိရလို့လည်းအသိပေးထုတ်ပြန်ထားပါတယ်ရှင်။ခုနောက်ဆုံးတင်ဆက်ပေးခြင်းတဲ့တဲ့င်းကတော့သခိုင်းငလျင်ကြီးလှုပ်ခတ်ပြီးနောက်အကြံဖက်စစ်တပ်ကလေကြောင်းတိုက်ခိုက်မှုပေါင်း988ကြိမ်ပြုလုပ်ခဲ့ပြီးပြည်သူ469ဦးသေဆုံးခဲ့တဲ့တဲ့င်းပဲဖြစ်ပါရဲ့ရှင် စကိုင်းငလျင်ကြီးလှုပ်ခတ်ပြီးတဲ့နောက်မှာအကြံဖက်စစ်တပ်ကလေကြောင်းတိုက်ခိုက်မှုပေါင်း989ကြိမ်အထိပြုလုပ်ခဲ့ပြီးအဲဒီတိုက်ခိုက်မှုအတွင်းမှာပြည်သူ462ဦးထိသေဆုံးခဲ့ရတယ်လို့အမျိုးသားညီညွတ်ရေးအစိုးရလူ့ခွင့်ရေးဆိုင်ရာဝန်ကြီးဌာနကထုတ်ပြန်ခဲ့ပါတယ်။ အကြမ်းဖက်စစ်တပ်ကမလ28ရက်ကနေဇွန်လ23ရက်အတွင်းရန်ကုန်တိုင်းနဲ့နေပြည်တော်ကလွဲပြီးချန်ပီယံနဲ့တိုင်းတွေအကုန်လုံးကိုလေကြောင်းကနေတိုက်ခိုက်မှုပေါင်း988ကြိမ်အထိပြုလုပ်ခဲ့ရာပြည်သူ462ဦးသေဆုံးပြီး1011ဦးဒဏ်ရာရရှိခဲ့တယ်လို့ဖော်ပြခဲ့ကြတာပါတေဆုံးရသူပြည်သူ482ဦးထဲမှာအသက်18နှစ်အောက်ကလေးငယ်86ဦးပါဝင်ပြီးအသက်18နှစ်အထက်က162ဦးဖြစ်က ကျန်255ဦးကအသက်အရွယ်မသိရှိခဲ့ရဘူးလို့ဆိုပါရယ်။ဒါ့အပြင်ဒဏ်ရာရသူ2011ဦးထဲမှာ အသက်18နှစ်အောက်205ဦးပါဝင်ပြီးတော့အသက်18နှစ်အထက်226ဦးဖြစ်ကကျန်980ဦးကအသက်အရွယ်မသိရှိရဘူးလို့ဖော်ပြထားပါရယ်။အကြံဖက်စစ်တပ်ရဲ့လေကြောင်းတိုက်ခိုက်မှုတွေကတော့သခိုင်းတိုင်းမှာလေကြောင်းတိုက်ခိုက်မှု133ကြိမ်အတွင်း154ဦးသေပြီး324ဦးဒဏ်ရာရ ချင်းပြည်နယ်မှာလေကြောင်းတိုက်ခိုက်မှု25ကြိမ်အတွင်း16ဦးသေပြီး32ဦးဒဏ်ရာရမကွေးတိုင်းမှာလေကြောင်းတိုက်ခိုက်မှု82ကြိမ်အတွင်း40ဦးသေပြီး62ဦးဒဏ်ရာရကချင်ပြည်နယ်မှာလေကြောင်းတိုက်ခိုက်မှု22ကြိမ်အတွင်း59ဦးသေပြီး65ဦးဒဏ်ရာရမန္တလေးမှာလေကြောင်းတိုက်ခိုက်မှု158ကြိမ်အတွင်း106ဦးသေပြီး215ဦးဒဏ်ရာရ ရှမ်းပြည်နယ်မှာလေကြောင်းတိုက်ခိုက်မှု28ကြိမ်အတွင်း10ဦးသေပြီး18ဦးဒဏ်ရာရနဲ့ရခိုင်ပြည်မှာလေကြောင်းတိုက်ခိုက်မှု28ကြိမ်အတွင်း29ဦးသေပြီး83ဦးဒဏ်ရာရတယ်လို့ဆိုပါရယ်။ဒါအပြင် KNY ပြည်မှာလေကြောင်းတိုက်ခိုက်မှု9ကြိမ်အတွင်း11ဦးသေပြီး15ဦးဒဏ်ရာရ။ပဲခူးတိုင်းမှာလေကြောင်းတိုက်ခိုက်မှု36ကြိမ်အတွင်း30ဦးသေပြီး55ဦးဒဏ်ရာရ။ ကရင်ပြည်မှာလေကြောင်းတိုက်ခိုက်မှု40ကြိမ်အတွင်း22ဦးသေပြီး69ဦးဒဏ်ရာရ။ AR တိုင်းမှာလေကြောင်းတိုက်ခိုက်မှု14ကြိမ်အတွင်း3ဦးသေပြီး1ဦးဒဏ်ရာရ။တနင်္သာရီတိုင်းမှာလေကြောင်းတိုက်ခိုက်မှု14ကြိမ်အတွင်း9ဦးသေပြီး10ဦးဒဏ်ရာရနဲ့မွန်ပြည်နယ်မှာလေကြောင်းတိုက်ခိုက်မှု12ကြိမ်အတွင်း2ဦးသေပြီး4ဦးဒဏ်ရာရတယ်လို့ဖော်ပြထားပါတယ်။ စကိုင်းကလင်ပေးသည့်ပြည်သူတွေအတွက်ကယ်ဆယ်ရေးနဲ့ပြန်လည်ထူထောင်ရေးတွေလုပ်ဖို့တော်လှန်ရေးအဖွဲ့အသီးသီးကလှုံ့ဆော်နေချိန်မှာအကြံဖက်စစ်တပ်ကမြန်မာနိုင်ငံအနှံ့ကိုလေကြောင်းကနေဘုံကျဲတိုက်ခိုက်တာလက်နက်ကြီးနဲ့ပြစ်ခတ်တိုက်ခိုက်တာအပါအဝင်မြေပြင်ကနေစစ်ကြောင်းထွက်လာတွေပါပြုတ်လုံနေရလို့ဆက်လက်ဖော်ပြထားပါရရှင်။ဒါကတော့တပတ်တွင်းဖြစ်ပေါ်ခဲ့တဲ့သတင်းကြေကျုပ်ကိုတင်ဆက်ပေးခဲ့တာပဲဖြစ်ပါတယ်။ကျေးဇူးတင်ပါတယ်ရှင်။